မင်္ဂလာနံနက်ခင်ပါယေရှုဘိယူနာမြစ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိဒာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ညတဝရဲ့ပူချိန်ကတော့29ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်နေ့လယ်နေ့ကင်းမှာပူအိုက်ပြီးတော့တိမ်ထူတတ်ပါမယ်ပြင်းဆုံးပူချိန်က38ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြဧပြီလ23ရက်ဗုဒ္ဓဟူးနေ့2025 ခရစ်တော်ဤမေတ္တာကိုသိနာလေဘူးငါစုတောင်းလေးရှိ၏ဒီကချက်အဖေဩဝါဒစာမခွန်အားယူစရာများအပိုင်းကိုဖတ်ရန်ကြမ်းချက်အဖေဩဝါဒစာခန်းကြီး3ခန်းငယ်34မှ21အထက်ဆိုခဲ့ပြီးသောအကြောင်းကြောင့်ကောင်းငင်ပေါ်မြေကြီးပေါ်မှာရှိသောတအိမ်တောင်လုံးတည်းဟူသောသားတော်ပေါင်းတို့၏ချုပ်ချာဖြစ်တော်မူသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ရှိမှငါသည် လူထောက်၍စုတောင်းလေးရှိ၏စုတောင်းသောချက်ဟုမူကားဝိညာဉ်တော်အားဖြင့်သင်တို့၏အတွင်းလူကိုခွန်အားနှင့်မြဲမြံခံကန့်စေ၍ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့၏စိတ်နှလုံးထဲ၌ခြင်းဝတ်တော်မူမည်ကြောင်းဘုံတော်ကျွယ်ဝပြည့်စုံခြင်းနှင့်ညီလျော်စွာသင်တို့အားပေးတော်မူ၍မြစ်တာ၌စိုက်ပျိုးခြင်းတိုက်မြစ်လေကြတည်ခြင်းရှိသည်ဖြင့်သင်တို့သည်တန့်ရှင်းသူ ပေါင်းတို့၏ဤသူ အနံအလျားအနဲ့အမြင့်တို့ကိုပိုင်းခြား၍တည်ခြင်းက၎င်းကိုဉဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကိုသိနာလေခြင်းက၎င်းသင်တို့သည် တက်ဆွမ်းနိုင်သည်ဖြင့်ဘုရားသခင်၏ပြည့်စုံတော်မူခြင်းရှိသည်များနှင့်အညီပြည့်စုံကြပါမည်အကြောင်းငါသည်ဆုတောင်းလေရှိ၏ငါတို့၌ပြုပြင်သောတကူတော်အတိုင်းငါတို့တောင်းပန်ကြံစီသည်များထက် အလွန်ထူးခြားစွာ ပြုပြင်ခြင်းကတတ်နိုင်တော်မူသောဘုရားသခင်သည် ယေရှုခရစ်အားဖြင့်အသင်းတော်၌ကဘာဆက်ဆက်ဘုံကြီးတော်မူစေတည်းရှင်ယောဟန်ဩဝါဒစာတတိယဆောင်ခန်းကြီး၁ခန်းငယ်နေအချင်းချစ်သူတင်ဤစိတ်နှလုံးသည် ကောင်းစားတကယ်သို့တင်သည် အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်း၏ရှင်ဘောလူသည် သူ့ကိုဘုရားသခင်ပေးအပ်ထားတဲ့ယေရှုတော်သဒ္ဒနာကြောင်းကို ရှင်းလင်းပြသပြီးတဲ့နောက်မှာ သူယုံကြည်သူတွေအတွက်အထူးသဖြင့်အဖက်မှာရှိတဲ့ယုံကြည်သူတွေအတွက်သူဆုတောင်းတဲ့ပုံစံကိုဖော်ပြထားပါတယ်။သူရဲ့ဆုတောင်းတဲ့ပုံစံကိုစတင်မိတ်ဆက်တဲ့အခါမှာအထက်ဆိုခဲ့ပြီးတဲ့ကြောင်းကြောင်းလို့ခေါ်တဲ့ဘုရားသခင်ရဲ့ဖွင့်လင်းပြတော်မူခြင်းသာသနာကိုယဉ်ညွန်းနေသူတဖြင့်သူရဲ့ဆုတောင်းခြင်းသည်ဘုရားပေါ်မှာတည်တဲ့တည်ဘုရားသခင်ရဲ့ဖွင့်လင်းပြတော်မူခြင်းဂျာရဲယူပိုင်ပေါ်မှာမူတည်တယ်။ဒါကိုကြည့်ခြင်းအပြင်ကျွန်တော်ရဲ့ဆုတောင်းခြင်းတွေဒီလေဘုရားသခင်ရဲ့ဖွင့်လေးပြတော်မူခြင်း ဘုရားသခင်ရဲ့ယူပါရုံပေါ်မှာမူတည်နေဖို့ရည်ကြီးပါတယ်။ဆက်လက်ပြီးသူဘုသူထံမှာဆုတောင်းလဲလို့ဖော်ပြတဲ့အခါမှာကောင်းကင်နဲ့မြေကြီးမှာရှိတဲ့သားတော်တွေမိသားစုတွေပေါင်းရဲ့အချုပ်ချာဖြစ်တဲ့သခင်ယေရှုခရစ်ရဲ့ခမည်းတော်ဘုရားသခင်ထံမှာဆုတောင်းနေဆုတောင်းတဲ့ပုံစံကတော့ဒူးထောက်ပြီးဆုတောင်းနေအထူးသဖြင့်သူဒီဆုတောင်းတဲ့အခါမှာယိုကျိုးနှိမ့်ချစွာနဲ့ဆုတောင်းလေးရှိတယ်ဆိုတဲ့အကြောင်းကိုဖော်ပြခြင်းဖြစ်ပါတယ်။ဆုတောင်းတဲ့အချက်နံပါတ်၁ကတော့ ယုံကြည်သူတွေသည်ဝိညာဉ်တော်အားဖြင့်အတွင်းလူခိုင်ခန့်မြဲမြံစေဖို့ဆုတောင်းတယ်။ဒီနေ့အားဖြင့်ပြောရမယ်ဆိုရင်တော့ဒီဆုတောင်းချက်တွေသည်ဝိညာဉ်ရေးရာဆုတောင်းချက်တွေဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာ လောကီဇာတိနဲ့ဆိုင်တဲ့ဆုတောင်းခြင်းမဟုတ်ဘူးဆိုတော့ကိုကျွန်တော်တို့သိရှိနားလည်ရပါတယ်။နောက်တစ်ချက်ကတော့ယုံကြည်ခြင်းအပြင်ယေရှုခရစ်တော်သည်သူတို့စိတ်နှလုံးထဲမှာခင်ဝတ်တော်မူမဲ့အကြောင်းဆုတောင်းတယ် အဲ့လိုစိတ်လုံးထဲမှာခရစ်တော်ကိန်းဝတ်တဲ့ခါမှာလေဘုရားသခင်ရဲ့ကြွယ်ဝပြည့်စုံတဲ့ဘုန်းတော်ထင်ရှားခြင်းပမာဏအတိုင်းဘုရားသခင်ပေးသနာတော်မူဖို့နဲ့ဘုရားသခင်ရဲ့မေတ္တာတော်ပေါ်မှာတည်ဆောက်ဆိုင်ပြိုကြဖို့ဆုတောင်းပါရယ်။နောက်တစ်ချက်ကတော့တန့်ရှင်းသူတွေနဲ့ဒီတူလျားအနံ့အနံ့မြင့်ဆိုတဲ့အတိုင်းတာပမာဏတွေကိုသိရှိနားလည်ဖို့ဆုတောင်းလို့ခရစ်တော်ရဲ့မေတ္တာကိုလေးနက်စွာသိရှိနားလည်ဖို့ဆုတောင်းပေးပါရယ်။ နောက်ဆုံးကတော့လူသားတွေသည် ပြည့်စုံခြင်းမရှိတော့လဲပဲဘုရားသခင်ရဲ့ပြည့်စုံခြင်းရဲ့ပမာဏသို့ရောက်ရှိပြည့်စုံစေဖို့ရှင်ဘောလူဒူးစူးစမ်းဆုတောင်းပေးလေးရှိပါတယ်အဲ့တော့ကျွန်တော်တက်တာမှာလဲတခြားသူတွေတွေ့မှုရဆောင်တွေတွေ့ယုံကြည်သူတွေတွေ့ဆုတောင်းတဲ့အခါမှာဝိညာဉ်တော်နဲ့ပြေဝါတဲ့ဆုတောင်းချက်တွေဖြစ်ဖို့လိုသလိုဝိညာဉ်ရေးရာအတွင်းလူကိုခိုင်ခဲ့မြန်မြန်စေဖို့ခရစ်တော်ရဲ့မေတ္တာကိုသိနာလေဖို့ဘုရားသခင်ရဲ့ပြည့်စုံခြင်းပမာဏရက်ကို ရောက်ရှိဖို့ရန်အထူးကြိုးစားဆုတောင်းပေးဖို့ရန်ဖြစ်ပါတယ်။နောက်ဆုံးရှင်ဘောလူသည်သူ့ရဲ့ဆုတောင်းချက်ကိုဖျားသခင်ကိုချီးမွမ်းခြင်းနဲ့အဆုံးသတ်ထားတယ်။သူတို့ဖြင့်ဖျားသခင်သည် ပြုပြင်ခြင်းတကူနဲ့ပြည့်စုံသလိုတောင်းပန်ကြံစည်လူသမားတို့ထက်ထူးခြားစွာပြုပြင်နိုင်တဲ့ဖျားသခင်သည်ယေရှုခရစ်အားဖြင့်အသင်းတော်မှာကဘာဆက်ဆက်ဘုံထင်ရှားပါစေလို့ဆုတောင်းထားပါတယ်။ ဒီစုတောင်းချက်လည်းဒီကနေ့ကျွန်တော်တင်တော်တွေမှာပြည့်စုံနေတယ်ဆိုတာကိုတွေ့ရပါတယ်။ဘုရားသခင်ရဲ့ဘုန်းတော်သည်ယေရှုခရစ်အားဖြင့်အသင်းတော်တွေမှာထူးထင်ရှားနေတယ်ဆိုတာကိုတွေ့ရတယ်။အဲ့ဒီဘုရားသခင်ရဲ့ပြုပြင်ခြင်းတကူတော်ဟာလည်းခေတ်ဆက်ဆက်ယုံကြည်သူခရစ်ယာန်တွေပေါ်မှာဘုရားသခင်ကိုယ်တော်တိုင် ပြုပြင်ဖန်ဆင်းနေစေပဲဖြစ်ပါတယ်။ဆက်လက်စုတောင်းကြပါစို့။ မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်သာသမီးတို့တောင်းပန်ကြံစီလူသမားတို့ထက်ထူးခြားစွာပြုပြင်နိုင်တဲ့ဆွမ်းသက်သည့်အကိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်ဘုရားနာမတော်သည်ကဘာဆက်ဆက်ဘုံကြီးတော်မူပါစေသောဘုရားပြုပြင်ခြင်းတကူတော်သည်သာသမီးတို့အပြည့်စုံနှင့်ယုံကြည်သူတွေပေါ်မှာဆက်လက်ပြောမှာထင်ရှားစေတော်မူပါဆက်လက်ပြောမှာဘုရားပြည့်စုံခြင်းပမာဏအရတူရောက်တည်တိုင်အောင်ပရောရှင်ပြုပြင်ဖန်ဆင်း ကောင်းကြီးပေးတနာရမူပါယုံကြည်သူတွေကိုအတွင်းလူခိုင်ခန့်မြဲမြံစေတော်မူပါတန်ရှင်သူတွေကဲ့သို့အရာကိုပိုင်ခြားသိမြင်နိုင်တဲ့အစွမ်းအထူးသဖြင့်နတ်နယ်တဲ့ခရစ်တော်ရဲ့မြတ်တာကိုနားလည်သိရှိခံယူနိုင်စွမ်းတွေကိုခရရှင်အထူးပြင်ဆင်ပေးတနာရမူပါယုံကြည်သူတယောက်ချင်းစီတိုင်းနှလုံးသားထဲမှာခရရှင်ကိန်းဝတ်တော်မူပါခရစ်တော်ရောအပြင်ဆက်လက်ပြုပြင်ဖန်သည့်ကောင်းကြီးပေးတနာရမူပါ မန္တန်ကြီးကိုလည်းကိုရရှင်ကိန်းဝတ်တော်မူပါမကိန်းဝတ်နိုင်တဲ့ຢာတွေစာရန်ရဲ့နောက်လိုက်တကူမှောင်မိုက်တကူတွေကိုလည်းယေရှုခရစ်တော်ဖျားရဲ့နာမနဲ့တာမချီနာမောင်းထုတ်ဖယ်ရှားပါရယ်ကိုရရှင်ကိုရတိုင်ကိန်းဝတ်အုပ်စိုးတဲ့နိုင်ငံကြီးဖြစ်စေဖို့ကောင်းကြီးပြင်ဆင်ချပေးမှသာသနာရမူပါမတရားတဲ့မှုတွေရန်ကားမှုတွေအနိုင်ကျင့်မှုတွေတပ်ဖြတ်မှုတွေလူသားမဆန်တဲ့မှုတွေလူသက်ကိုတန်မှုမထားတဲ့အမှုရာတွေကိုလည်း ပရရှင်ဆုံးမဒဏ်ခတ်တော်မူပါလူသက်ကိုတမိုးမထားဘဲနဲ့တတ်ဖြတ်တဲ့သူတွေကိုလည်းလူသက်ကို နားလည်နိုင်ဖို့ပရရှင်သူတို့ကိုတွန်းတင်ပြင်ဆင်ဆုံးမဒဏ်ခတ်တော်မူပါတရားသဖြင့်ပြုတဲ့သူတွေအားလုံးကောင်းကြီးပေးပါလိန်လည်လက်ပြားခြင်းတွေမြည်ညွတ်ခြင်းတွေမှာကင်းဝေးစေတော်မူပါတရားဓမ္မကို သူတွေပိုးပွားမှယုံကြည်ခိုးလုံအားကိုးလာတော့နိုင်ငံကြီးဖြစ်စေတော်မူပါအပြစ်ကိုလွတ်တော်မူပါ ဘေးဒုက္ခပေါင်းမှကင်းဝေးစေပါဘေးဒုက္ခတွေခံစားနေတဲ့သူတွေကိုလည်းကိုရရှင်အမြန်ဆုံးပြန်လဲထူထောင်ရတော့ခွင့်မြောက်ကိုရရှင်ပြင်ဆင်ပေးသနာမှာမြည်ချောင်းယုံကြည်သူ သာသမီတွေကိုလည်းကိုရရှင်သူသူပြင်ပြုပြင်ဖန်ဆင်းလက်အုံပြုတော်မူပါမြည်ချောင်းတခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရဖခင်အာမင်